စက်တင်ဘာလ10ရက်မှာကွယ်လွန်ဆုံးပါသွားခဲ့တဲ့ဒုတိယမြောက်အလစ်စဘတ်ဘင်မာကြီးရဲ့ရန်နာတိုက်တွင်းမှာတရဖူအစုစုအပြင်ကပအကြီးဆုံးစိန်တုံးကြီးကဖျက်ထုတ်ထားတဲ့စိန်ပွင့်ကြီးကိုပွင့်အပါဝင်တော်ဝင်မေတ္တာစုပိုင်းចောင်းမြတ်ရတနာအမြောက်အများကြံရှိခဲ့ပါတယ် the kings and queens of the United Kingdom have built up quite the collection of jewels and treasures over the centuries. တောင်အာဖရိကနိုင်ငံပရီမီယာစိန်တွင်းကတွေ့ရှိခဲ့တဲ့ဂယ်ဒီနန်စိန်တုံးကြီးကို1909ခုနှစ်မှာတဒမမြောက်အထွတ်ဘုရင်ကြီးထံဆက်သားခဲ့ပါတယ်။ပင်ကြီးကကပအကျွမ်းကျင်ဆုံးစိန်သွေးစိန်ဖြတ်เสียဖြစ်တဲ့အက်စတာဒမ်မြို့ကဂျိုးဆက်အချာစီကိုပေးပို့ခဲ့ပါတယ် 3106ကာရတ်ရှိတဲ့ဂယ်လီနန်စိန်တုံးကြီးကိုစိန်ပွင့်ကြီး9ပွင့်နဲ့စိန်ပွင့်ငယ်96ပွင့်အထိဖြတ်ထုတ်ရရှိခဲ့ပါတယ်။ That he was a very creative person and so together with his brothers he actually created the Asher cut. These Asher cuts from those days were all larger stones. Guess of Great Britain and Ireland တရဖူအကြောင်းပြောရမယ်ဆိုရင်တော့ ူရီယာမြောင်အဲလစ်ဘတ်ပြင်မာကြီးရဲ့ဘွားတော်ပြင်မာကြီးမယ်ဒီအတွက်မင်္ဂလာလက်ဖွဲ့အဖြစ်1893ခုနှစ်မှာအမျိုးသမီးကော်မတီကဥဆောင်တည်ထောင်ထားခဲ့တဲ့ရန်ပုံငွေနဲ့ဝယ်ယူခဲ့တာဖြစ်ပါတယ်။ဒါကိုအစွဲပြုပြီးတရဖူကို Gas of Great Britain and Ireland လို့ခေါ်တွင်ခဲ့ပါတယ်။အဲလစ်ဘတ်ပြင်မာကြီးကအဲ့ဒီတရဖူကိုဖွားဖွားရဲ့တရဖူလို့ခေါ်ပါတယ်။ In her turn her granddaughter has become our queen and one day in the years ahead her great grandson will be တောင်ဝေမေတ္တာစုပိုင်းနန်းစင်ရန္နာတွေမှာတရဖူတွေအပြင်တောင်ဝေဒါလက်စောအစရှိတဲ့မင်းမြောက်တစားတွေနဲ့အဆောင်ရောင်ပေါင်း100ကျော်ရှိကအဲ့ဒီအဆောင်ရောင်တွေမှာတံမိုးမပြတ်နိုင်တဲ့ကြောင်မြတ်ရန္နာအရေအတွက်2358ခုပါဝင်ပါတယ် The Crown Jewels, a peek inside the Jewel House. the crown, the very symbol of power, wealth, majesty, and royalty. အဲ့ဒီအစင်တစားတွေကိုကင်ွယ်သုံးဆွဲမှုအတွက်တည်ကြတဲ့စင်မြန်စည်းကမ်းချက်တွေလည်းရှိပါတယ်။ဥပမာအင်မရီရဲ့တရဖူကိုဘယင်းဘယင်းမကန္တာဘိုရီဂိုင်းချုပ်ဖုံးတော်ကြီးနဲ့တရဖူကင်ွယ်ကွင်ရာကြောင်မြကဝီအဲ့ဒီသုံးကလွယ်ပြီးတခြားသူထိတွေ့ကင်ွယ်ကွင်မရှိပါဘူး။ It's, you see, it's, it's much smaller, isn't it? significant. I mean, it was it was the same height. You know, it would be it would have been up to about there when my father wore it. ဒုတိယမြောက်အဲလစ်ပတ်ပင်မကြီးနေရာဆက်ခံမဲ့တတိယမြောက်ချားစ်ပင်ရင်ဆင်မြန်မဲ့စိန့်အထရက်တရဖူဟာ1662ခုနှစ်မှာဒုတိယမြောက်ချားစ်ပင်ရင်ရဲ့နန်းတပ်ပွဲအတွက်ပုံတူပြန်လည်ပြုလုပ်ထားတဲ့တရဖူဖြစ်ပါတယ်။တရဖူရဲ့တန်ဖိုးဟာအဲ့ဒီအချိန်ကစစ်သည်မော်၃စီးနဲ့တန်ဖိုးညီများတဲ့ပေါင်ဝေး13000ဖြစ်ပါတယ်။ my lords, pray be seated. My lords and members of the House of Commons, Her Majesty's government's priority is to grow and strengthen the economy and help ease the cost of living for families. ခရစ်တော်ရဲ့မိမြေကဘာပေါ်ခံညောင်းမှုကိုကိုစားပြတဲ့အနောက်တိုင်းပရင်တွေအတွက်မင်းမြောက်တစားတခုဖြစ်တဲ့ကြောက်စီဘောလုံးမှာစိန်365ပွင့်ပရမ78ပွင့်မြ9ပွင့်နီလာ9ပွင့်တို့နဲ့စိန်ချထားတာဖြစ်ပါတယ်။ Westminster Abbey. A second orb made in 1689 for Mary II is part of the collection, but was only used once. ခွေယုံနဲ့လောကကတိုင်ပုံပါတဲ့တောင်ဝိမှာ1662ခုနှစ်မှာဒူရီယာမြောက်ချားပင်ရဲ့နန်းတပ်ပွဲအတွက်ကလာတံမှုပေါင်း1465ပေါင်ကြာသင့်ခံပြီးပြုလုပ်ခဲ့တာဖြစ်ပါတယ် Archbishop of Canterbury by the Virgin Mary in a holy vision. The one used today is a replica of the medieval relic. တကရိတ်1931ခုနှစ်အရောက်မှာကယ်လီနန်စင်ကသွေးဖြက်လို့ရတဲ့စင်ပွင့်ကြီးကိုပွင့်ထဲကအကြီးဆုံးစင်ပွင့်ကြီးကိုတောင်ဝင်းရဲ့လက်ဝက်ကတ်ထဲမှာထည့်သွင်းထားပါနာခဲ့ပါတယ်။ Long weighs 2.6 pounds and is decorated with 333 diamonds, 31 rubies, 15 emeralds, 7 sapphires, 6 spinels, and 1 Emberiet Tadapu ha a le jain 1 kilogram khan chi bi nan tat pwe ne nai ngano asin akhan na chou ma da wit sin le shi ba de. MB ရဲ့တရဖူမှာစိန်ပေါင်း2868လုံး၊နီလာ18လုံး၊မြား17လုံး၊ပလဲ269လုံးနဲ့ပထမလေးလုံးပါဝင်ပြီ။တက်တော်ကြီးရင်လာတဲ့အဲလစ်ပတ်ပင်မကြီးအတွက်လေးလုံးနဲ့အတွက်2019ခုနှစ်ကစပြီး MB ရဲ့တရဖူအစားဒါယာတန်လို့ခေါ်တဲ့တရဖူငယ်ကိုပြောင်းလဲစင်မြန်ခဲ့ပါရယ်။ Originally, it would have been set with uh, semi precious stone. တောင်ကိုရ53ခုနဲ့အဲလစ်ဘတ်ပြင်မာကြီးနန်တပ်ပွဲမှာဝှစ်ဆင်ခဲ့တဲ့စိန်လဲဇွဲကတော့160ကာရတ်ရှိပြီးလဲဇွဲနဲ့လိုက်ဖက်မှုရှိတဲ့စိန်နဲ့ဇွဲတစ်စုံကိုဝှစ်ဆင်ခဲ့ပါတယ်။ စေဘွတ်28လုံးပါတဲ့လဲဇွဲကို1900ခုနဲ့မှာကန်တော်ကုံသွားတဲ့ဝိတိုရီယာပြင်မာကြီးစီကအမွေဆက်ခံထားတာဖြစ်ပါတယ်1981ခုနှစ်မှာမင်းသမီးဒိုင်ယာနာအတွက်အဲလစ်ဘတ်ပြင်မာကြီးကမျှလေဆွဲတစ်ခုပေးသနာခဲ့ပါတယ်။ဒီမျှလေဆွဲဟာပြစ်စမမြောက်ကျော့ပြင်ကြီးအတွက်တတဖူပြုတ်လုတဲ့အိန္ဒိယကကြောင်မြတ်ကဝီကကျော့ပညင်ရဲ့မိဖုရားမယ်ရီအတွက်လက်ဆောင်ပနာဖြစ်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ ဒီလက်ဆွဲကိုမင်းသမီးဒိုင်ယာနာကခေါင်းစည်းကျုပ်အဖြစ် fashion ကြကြဝတ်ဆင်ခဲ့တာပါ Again, as a bando, very 20s style. Um, she was a very young and exciting look, and she wore the bando round her head. Uh, ဒီပုံမှန်မြင်ရတဲ့ခန္ဓာလပတဲ့စိတ်နှဆွဲကတော့ကပါကျော်ကာတီးယားစိန်တက်ကပြုလုပ်ခဲ့တာဖြစ်ပြီးအဲလစ်ဘတ်ပြင်မကြီးရဲ့မိခင်မေရောအဲလစ်ဘတ်အတွက် ဒိမဂရက်ဂရဗေးမြည်ရတဲ့တကြွယ်မုံစိုးမကြီးကစက်တာခဲ့တာဖြစ်ပါတယ်။ဒီနယ်ဆွဲကိုအဲလစ်ပတ်ပင်မကြီးရောမင်းသမီးဒိုင်ယာနာပါဝတ်ဆင်ခဲ့ပူပါတယ်။ဒီမှာမြင်ရတဲ့စေနဂတ်တစုံကတော့ဝီတိုရီယာပင်မကြီးရဲ့စေနဂတ်ဖြစ်ပြီးဒီစေနဂတ်ကိုအဲလစ်ပတ်ပင်မကြီးကအဖွာတော့ဘယင်မကြီးမယ်ရီစီကထက်ဆင့်အမွေဆက်ခံခဲ့တာဖြစ်ပြီးဒီစေနဂတ်တစုံကိုပဲအဲလစ်ပတ်ပင်မကြီးကသူ့ဘဝတစ်လျှောက်လုံးဝတ်ဆင်ခဲ့ပါတယ်။ ခုမြင်ရတဲ့ဇင်တွေကိုတောင်းလိုက်စီထားတဲ့တတဖူကတော့တတရမြောက်ကျော်ပရင်ပိုင်ဆိုင်ခဲ့တာဖြစ်ပြီးပထမဆုံးဝစ်စင်သူကတော့ဝီတိုယီယာပြင်မှဖြစ်ပါတယ်။မင်းသမီးအဲလစ်ဘတ်ကတော့1948ခုနှစ်ကျင်ရတော့မင်းသားဖီလင်နဲ့မင်္ဂလာပွဲအတွက်မယ်တော်အဲလစ်ဘတ်စီကငှားရမ်းဝစ်စင်ခဲ့ပါတယ်။မင်္ဂလာပွဲနေ့မှာတရဖူထပ်ပိုင်းကျိုးသွားခဲ့တာကြောင့်နန်တွင်ကြောင်မြတ်ကဝိတအူကရဲအဆောက်ချက်နဲ့အတူတရဖူကိုသူ့အလုံယုံစီယူသွားပြီးမင်္ဂလာပွဲအမိကတိုက်ကြိုက်ပြန်ဆက်ပေးခဲ့ရပါတယ်။ And then um, Princess Elizabeth wore it for her wedding because it was lent to her by her mother. ကယ်လီနန်စိန်တော်ကြီးကသွေးပြတ်ထားတဲ့စိန်ပွင့်ကြီးကိုပွင့်အနက်တတိယစတုဒ္ဒစိန်ပွင့်တွေနဲ့ပြုလုပ်ထားတဲ့စိန်ရင်တို့ဖြစ်ပါတယ်။ Elizabeth ဘီမာကြီးရဲ့ကြောင်းမြတ်အထယ်တွေအားလုံးထဲမှာတန်ဖိုးအကြီးဆုံးအထယ်ဖြစ်ပြီးဘီမာကြီးကတခါတရံမှတ်တာထုတ်ဝစ်တဲ့စိန်ရင်တို့ဖြစ်ပါတယ်။ Yes. Fortunately my father and I have about the same sort of shaped head. Mm. But I just put it on, it stays. I mean, it, it just remains itself. Yeah. ဝိဒိုရမြန်မာကြီးရဲ့မင်္ဂလာပွဲနေမှာကျင်ရတော့အပတ်မင်းသားကလက်ဆောင်အဖြစ်ပေးခဲ့တဲ့နေလာခြင်းတို့ဖြစ်ပါတယ်။ပတ်လည်မှာစိန်ဆက်နှစ်ပွင့်ဝင်းရံထားပြီးဒီရင်တို့ကိုအဲလစ်ဘတ်မြန်မာကြီးကမကြခဏထုတ်ဝေခဲ့ပါတယ်။ရှင်တို့နဲ့ပတ်သက်လို့မြန်မာကြီးကအနာဂတ်ပြည်မာတွေအတွက်နန်းစင်ယန္နနာအဖြစ်အစဉ်ဆက်ထိန်းသိမ်းသွားဖို့တိတိပပမှာကြားခဲ့တယ်လို့ဆိုပါတယ်။ ဒါကတော့စတုဒ္ဓမြောက်ဂျော့ပညင်ရဲ့စိတ်စီတရဖူဖြစ်ပြီးဘင်ကြီးကိုယ်တိုင်သူ့ရဲ့နန်းတက်ပွဲအတွက်ဒီဇိုင်းထွင်ခဲ့တာလို့ဆိုပါတယ်။အဲလစ်ဘတ်ပင်မာကြီးတတ်တော်ကျင်းလာတဲ့အချိန်လေးလံတဲ့အင်ပီရီယယ်တရဖူမဆောင်းနိုင်တော့တဲ့အတွက်ပါလီမန်ဖွင့်ပွဲအခမ်းအနားတွေမှာဝှစ်ဆင်ခဲ့တဲ့တရဖူငယ်ဆိုတာဒီတရဖူပဲဖြစ်ပါတယ်။ My Lord, pray be seated. lords and members of the house of commons my government's priority has always been to secure the united kingdom's departure from the european union အခုမြင်တွေ့ရတာကတော့ပလဲတရဖိုဖြစ်ပြီးဘယ်မာဂျီမယ်ရီပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်ဒိုင်ယာနာနဲ့ချာမင်သားတို့လက်ထပ်ပွဲမှာဒိုင်ယာနာအတွက်အဲလစ်ဘတ်ဘယ်မာဂျီကပေးအပ်ခဲ့ပါတယ်အဖူကတော့မျိုးစားကတော့ဗလာဒီမီယာတရဖူလို့ခေါ်ပါတယ် 1919ခုနှစ်ရုရှားတော်လှန်ရေးအပြီးမှာအဲဒီကစ်ကရုရှားမှာအရှမ်းတာတုံးတထေးကြီးဖြစ်တဲ့မျိုးစားကြီးဗလာဒီမီယာရဲ့ကတော်မာရီကရုရှားကနေခိုးထုတ်တည်ဆောင်လာခဲ့တဲ့တရဖူဖြစ်ပါတယ်။ဒီတရဖူကိုပြင်မာကြီးမယ်ရီကမျိုးစားကတော်မာရီစီကနေဝယ်ယူခဲ့တာဖြစ်ပါတယ်။အခုနောက်ဆုံးတွေ့မြင်ရတာကတော့အလက်ဇန္ဒားတရဖူဖြစ်ပြီးဝေလာမင်းသားအထရနဲ့ဝေလာမင်းသမီးအလက်ဇန္ဒားတို့ရဲ့ငွေရတုမင်္ဂလာလက်ဖွဲ့အဖြစ်ဝေလာမင်းသမီးအလက်ဇန္ဒားရရှိဝတ်ဆင်ခဲ့တဲ့တရဖူဖြစ်ပါတယ်။ ဒါကတော့ဆိုင်ရင်ပြုစုလို့ရတဲ့လောက်သာဖော်ပြပေးလိုက်တာဖြစ်ပြီးပြည်ထောင်တော်ဝင်မိသားစုရဲ့နန်းစင်ရနာတွေထဲမှာနောက်ထပ်အများပြကြန့်ရှိနေပါသေးတယ်။ ဒူရီယာမြောင်အဲလစ်ဘတ်ပြမကြီးကိုမြေမြို့တကြိုရမှာတော့သူမရဲ့လက်ထက်လက်စွပ်ဖြစ်တဲ့ဝေလရွှေလက်စွပ်ပလဲနဲ့ဆွဲတို့ကိုဝတ်ဆင်လျက်ဇာပနာကိစ္စပေးစီခဲ့တယ်လို့သိရပါဗျာခင်ဗျာ